်တဏ္ဍာကုံ၃ပါးကိုနေစဉ်ပုံမှန်ရွတ်ဆိုနေတယ်ဆိုရင်အဲ့ဒီပုံပုံတွေမှာတွေ့ရမယ်ထူးခြားချက်တွေပြန်လည်ပြီးတော့ညောင်းဝင်ပြီးတော့မှဖြစ်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေတို့ကတဏ္ဍာကုံ၃ပါးကိုရွတ်ဆိုပွားများပူဇော်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်ကြည့်ပါအရကဘာတွေလဲဆိုတော့ဒုက္ခရောက်တော့မယ်ဆိုရင်မိမိရဲ့စိတ်ကအလိုလိုတည်နေတတ်ခြင်းစိတ်ရင်းမမှန်တဲ့လူတွေကိုယ်အနားမှာအမြဲမနေနိုင်ခြင်းသူ့အလိုလို ထွက်ခွာသွားကြရခြင်းဒုက္ခရောက်เสียရရှိရင်လည်းပဲအဲ့ဒီဒုက္ခတွေကနေဖယ်ထုတ်ပေးလိုက်ခြင်းကြီးကြီးမားမားဖြစ်မဲ့ပြဿနာတွေကိုသိမြင်သွားအောင်ပပျောက်သွားအောင်ဆောင်ရွက်နိုင်ခြင်းဘေးရန်တွေတွေဒုက္ခတွေကြုံတွေ့နေရင်တောင်စိုးစိုးဝါးဝါမကြုံတွေ့ရခြင်းစောင့်ရှောက်ကူညီခြင်းနဲ့လူတွေကိုယ်ကိုကာကွယ်ပေးမဲ့ပုံပုံတွေပုံပါခြင်း အနေဆိုးတွေမကြရောက်ခြင်းဒေဆိုးဒုက္ခဆိုးတွေမကြုံတွေ့ကြရခြင်း